နရွက်မပါလာပဲမွေးလာတဲ့သမီးငယ်လေးကိုအကြအယုံရစေဖို့အစွမ်းကုန်ကုသပေးမယ်ဆိုတဲ့ခိုင်နှင်းဝေပရိသတ်များလုံးပဲမင်္ဂလာပေါင်းမာတပန် page ကနေကြည့်ဆိုလိုက်ပါတယ်နရွက်မပါပဲမွေးဖွားလာတဲ့သမီးငယ်လေးတယောက်ကိုအကြအယုံပြန်ရစေဖို့အတွက်အစွမ်းကုန်ကုသပေးမယ်အကြောင်းပြောလာသူကတော့ Brighter Mickey ကြီးခိုင်နှင်းဝေပဲဖြစ်ပါတယ်ခိုင်နှင်းဝေကရင်သွေးလေးများရဲ့ခိုခိုးရာပဲ့ကန်ရှင်မေမေဖြစ်တဲ့အတိုင်းနရွက်မပါလို့အကြအယုံချိုးတက်နေတဲ့ကလေးငယ်ကိုအစွမ်းကုန်ကုသပေးဖို့ပြင်ဆင်နေတာဖြစ်ပါတယ် ဆိုပါသမင်းငယ်လေးကမွေးတဲ့ကနရွက်နှစ်ဖက်လုံးပေါမလာတာကြောင့်ကလေးရဲ့မိဘတွေကဆင်မကောင်းဖြစ်နေရရှာပါတယ်။ကလေးငယ်ကနရွက်မပါတာကြောင့်စကားပြောတတ်ပေမဲ့အချားအယုံစနစ်မကောင်းပေစကားတွေကိုအချားကလေးတွေနဲ့တန်းတူပြောတတ်ဖို့ကလည်းခက်ခဲနေခဲ့ပါတယ်။ ဖေဖေမေမေလောက်ပဲခေါ်နိုင်တာဖြစ်ပြီးဒီထက်ပိုပြောနိုင်ဖို့လေအကြအယုံမရှိတာကြောင့်အဆင်မပြေပဲဖြစ်နေခဲ့တာပေါ့ဒါကြောင့်လေသမီးလေးရဲ့မိဘတွေကအဆင်မကောင်းဖြစ်နေခဲ့ပြီးသူတို့သမီးလေးရဲ့ပြောစကားတွေကိုလည်းကြားချင်နေမိကြတာပေါ့အကြအယုံအဆင်မပြေတာကြောင့်သမီးငယ်လေးမှာပညာသင်ကြားဖို့လေအခက်အခဲဖြစ်နေခဲ့တာရှင့်ပညာသင်ကြားရေးမှာနားလည်ဖို့မလွယ်ကူတာကြောင့်အခြားကလေးတွေထက်လည်းအများကြီးနောက်ကျနေနိုင်တာပေါ့ဒါကြောင့်ခိုင်နေဝေကအစိုးပါနားမပါတဲ့ကလေးငယ်လေးကိုအစွမ်းကုန်ကူတာပေးဖို့ဆရာဝန်တွေနဲ့အတိုင်းပင်စဉ်းစားနေကြတာဖြစ်ပါတယ်ဆရာဝန်တွေရဲ့ပြောပြချက်အရတော့သမီးငယ်လေး းကအကြအယောပြန်ရဖို့ကိစ္စဟာလွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူးနော်။သမီးငယ်လေးမှာနရွက်တွေမပါတာကြောင့်အကြအယောခံစားမှုရှိမရှိတွေကိုမသိနိုင်တာပါ။ဘာမှနားမကြားသူတွေအနေနဲ့ဆိုရင်တော့အကြအယောခံစားမှုရှိနိုင်ပြီးနားလန်းချောင်းလေးပါတာမလို့ကုသဖို့ဖြစ်နိုင်ပေမဲ့သမီးငယ်လေးမှာတော့နားလန်းချောင်းနဲ့အကြအယောပါမပါရီပါစစ်ဆေးရမှာဖြစ်ပါတယ်။ဒါကြောင့်ဆေးကုသဖို့ကုံကြောဆေးတွေကလည်းပုံမှန်ထက်ကိုအများကြီးကြောက်တဲ့နိုင်တာပါ။ကလေးရဲ့မိဘတွေကလည်းမပြေစုံချို့တဲ့သူတွေမလို့ခံနေဝေစီမှာအကူအညီတောင်းခံကြတာဖြစ်ပါတယ်။ကလေးရဲ့နားပြန်ကောင်းမကောင်းဖို့ဆိုတော့က ကလေးရဲ့ကံဖြစ်ပေမဲ့ခန်းနေဝေကတော့လက်မလျှော့ပဲအကြအယောအကောင်းတိုင်းဖြစ်တဲ့အထိကုသပေးသွားမှာပဲဖြစ်ပါတယ်မိဘတွေရဲ့အပူကိုကိုချင်းစားတာကြောင့်အကောင်းဆုံးလုပ်ပေးသွားမှာဖြစ်ကြောင်းကိုလည်းခန်းနေဝေကဂရိပေးသွားခဲ့တာပါဈေးကမှာဆရာဝန်နဲ့အသေးချတံပြင်ခဲ့ပြီးနရွက်အတူတက်ရရင်လည်းတက်ပေးသွားမှာဖြစ်ပါတယ်နရွက်နှစ်ဖက်လုံးမပါတာကကလေးလေးငယ်တုန်းမှမသိတာနိုင်ပေမဲ့အသက်ကြီးလာတာနဲ့အမျှကလေးမှာတင်ငယ်စိတ်ဖြစ်စင်နိုင်တာကိုလည်းခန်းနေဝေကစိုးရင်တာဖြစ်ပါတယ်အသက်ကြီးလာတဲ့အခါမှာရွယ်တူကလေးအချင်းချင်းကနရွက်မပါတဲ့ကိစ္စကိုလှောင်ပြောင်းနိုင်တာကြောင့်ကလေးရဲ့မိဘ ားတွေကလည်းသူတို့သမီးလေးနားပြန်ကြဖို့မျှော်လင့်နေခဲ့ကြပါတယ်။ဆရာဝန်တွေရဲ့ပြောပြချက်အရကလေးရဲ့နားအခြေအနေကအတော်ကိုဆိုးဝါးနေခဲ့တာကြောင့်ပြန်ကောင်းဖို့ရာခိုင်နှုန်းကတော့အရန်နည်းနေခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့ခန့်နှင်းဝင်တဲ့ကလေးရဲ့မိဘတွေကတော့အမလျှော့ပဲအကောင်းဆုံးအခြေအနေတစ်ခုရအောင်ကုသသွားကြမှာပါ။ကလေးကြီးလာရင်ရနိုင်မယ့်စိတ်ဓာတ်ရအခြေအနေတွေနဲ့ပညာရေးအခြေအနေတွေကြောင့်စကူသားဖို့ပြင်ဆင်ချပြီးအချားအယောအဆင်ပြေရင်စကားပြောနိုင်ဖို့နဲ့ပညာသင်ကြားနိုင်ဖို့လဲလှုပ်ဆောင်ပေးသွားကြမှာပါ။အခုအခြေအနေရကတော့ကလေးငယ်ကစကားပြောဖို့လဲအနိုင်နိုင်ဖြစ်နေကအ ခြားသူတွေပြောတာကသာလိုက်ငေးချိနေရပါတယ်။စကားပြောချင်ပေမဲ့တင်ပင်းရင်မကြားတာကြောင့်စကားမပြောနိုင်ပဲဖြစ်နေကြရတာပေါ့။ခိုင်နေဝေရဲ့ဂေဟာကအာကြီးဆိုတဲ့ကလေးလေးကလည်းအဆိုပါကလေးမလေးလိုပဲနရွက်တစ်ဖက်မပါပဲအချောင်းအယုံချွတ်တဲခဲ့ပါတယ်။ဒါပေမဲ့ခိုင်နေဝေကတော့အစဉ်ပြေအောင်ကုသပေးခဲ့တာကြောင့်အာကြီးကအခုချိန်မှာပုံမှန်ကလေးတွေလိုနေနိုင်နေပြီပဲဖြစ်ပါတယ်။ဒါကြောင့်ခိုင်နေဝေကလည်းသမီးငယ်လေးကိုလက်လျှော့ပေးဖို့အစီအစဉ်မရှိပဲအကောင်းဆုံးအချိန်လေးတစ်ခုရောက်တဲ့အထိကုသပေးသွားမှာပဲဖြစ်ပါတယ်။ပရိသတ်တို့အနေနဲ့ရောခိုင်နေဝေကနရွက်မပါလို့အချောင်းအယုံချွတ်တဲ့ ေတဲ့တမီးငယ်လေးကိုစိတ်ကူသပေးမယ့်အပေါ်အမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ချပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ